မင်္ဂလာပါဒီနေ့မှမျှဝေပေးခြင်းတာကတော့ Instagram မှာ profile ပုံထည့်တဲ့ဒီလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုစတင်ဖို့အတွက် Instagram software လေးကိုဖွင့်လိုက်ပါ Instagram ကိုဖွင့်ပြပါပြီဆိုရင်တော့ဒီအောက်နာကကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ပါ ပြီးရင်တော့ edit profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကတက်ပုံကိုထည့်တင်နေဆိုရင်ဒီနေရာကိုနှိပ်ပါဒါမှမဟုတ်လို့တက်ပုံရပြီထည့်မယ်ဆိုရင်ဒီနေရာကိုနှိပ်ပါဒါမှမဟုတ်လို့ Facebook ကပေါ့နော်တက်ပုံနေပါလေထည့်တင်နေဆိုရင်ဒီကောင်ကိုနှိပ်ပါကျွန်တော်ကဖုန်းထဲက ရှိပြီးသားဓာတ်ပုံကိုထည့်မှဖြစ်တဲ့အတွက်ဒီကောင်လေးကိုနှိပ်လိုက်မယ်ပြီးဒီလိုပေါ်လာရင်တန်းအုံကိုတစ်ချက်နှိပ်ပါပြီးဒီလိုပေါ်လာရင်ဒီနေရာကိုတစ်ချက်နှိပ်ပေးပါပြီးတော့ဒီနေရာမှာ permission ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ photo and video ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာမှာ always allow all ဆိုတဲ့နေရာကိုနှိပ်ပြလိုက်ပါပြီးအပေါ်နာကမြားလေးကိုနှိပ်ပြလိုက်ပါ ဗောကမ်းမြားလို့နေပြီးတော့ပြန်ထွက်မယ်ပြီးရင်တော့ဒီနေရာမှာကျွန်တော်ဓာတ်ပုံထည့်ဖို့အတွက်ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ကိုကြိုက်နှစ်သက်ရာဓာတ်ပုံကိုနှိပ်လိုက်ပါဒီမှာကိုကပဲပုံကြိုက်လဲပေါ့နော်ကိုကြိုက်တဲ့ပုံတစ်ပုံကိုနှိပ်လိုက်ပါကျွန်တော်ကဒီပုံလေးနဲ့ကျွန်တော်လုပ်ပြမယ်နော်ကိုကြက်တဲ့ပုံကိုထည့်ပြီးပါပြီဆိုရင်တော့ပေါ်နာကဓာတ်ကိုနှိပ်လိုက်ပါ ပြီးရင်တော့ခဏဆောက်ပေးပါအဲဒီလိုလေးပေါ်လာပြီဆိုရင်တော့ရရပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Instagram အကောင့်မှာ profile ပုံထည့်တာအောင်မြင်သွားပြီဖြစ်ပါတယ်နောက်ကိုလည်းဤပညာသစ်လေးတွေကိုမျှဝေပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်